ကျမဒီနေ့ပြောချင်တာလေးရလေခါလီကြတော့လဲလေအဲကျမတို့တိုင်းပြည်ကမြို့ပြနဲ့ကျေးလက်နဲ့တိုးတက်မှုနှုံချင်ရကွာဟရယ်ပေါ့နော်အဲ့တော့မြို့ပြကလူတွေတည်တဲ့အသည့်နဲ့ကျေးလက်ကလူတွေတည်တဲ့အသည့်ရလဲကွာဟချက်တွေများတယ် နော်ကွာဟချက်တွေများတော့အဲ့တော့ဂျေးလက်တီမှာဆိုရင်ကျမတို့ကဟိုးအရင်အရင်တည်းကဘာတွေကနေပြီးတော့မှဟို influence ဖြစ်လဲဆိုလို့ရှိရင်ကျမတို့ចောင်းနိုင်ဘုံကြီးတွေနော်အဲသာသနာຫນွေဝင်တွေပေါ့လေဘာဖြစ်လဲကျမတို့ကယူသည်ရင်းဆွဲတွေရှိတာဟုတ်နော်ဒီလိုလူမျိုးတွေကဩဇာအာဏာဩဇာ လွှမ်းမိုးတာပေါ့နော်ဒီလိုရက်ရွာတွေမှာလေအာရွာရွာဦးကျောင်းဆရာတော်တို့နော်အဲခုနလိုပေါ့ကျောင်းနိုင်ဆရာတော်ကြီးတို့ဒီလိုမျိုးတွေပေါ့နော်အာခုနလိုပေါ့သာသနာ့ဉာဏ်ဝင်သီလရှင်တွေတို့စသဖြင့်ဒီလိုလူမျိုးတွေရဩဇာတက်ရောက်မှုလေးတွေရှိတာပေါ့အဲ့တော့ အဲ့လိုလေးတွေမှလေတခါဘာတွေ့ရလဲဆိုတော့ကျမလေးလေစိတ်မချမ်းသာရဘူးเนาะဟိုမြင်ရတွေ့ရတာလေးတွေပေါ့လေဒါပေမဲ့သူ့အရင်နဲ့သူ့ဇက်နဲ့တော့လေမဟုတ်တယ်သူတို့ကသူတို့တော့လေရဲ့လူတွေဖြစ်နေတယ်လို့ပဲဖြစ်မလားတော့မသိဘူးသိလားမတီးဘူးအဲ့ဒါမနေ့တုန်းကဗီဒီယိုဖိုင်လေးတစ်ခုတွေ့တယ်ဗီဒီယိုဖိုင်လေးတစ်ခုမှာဘာလေးတွေ့လဲဆိုတော့ဆရာလေးတစ်ပါးကနေပြီးတော့မှသူကတရားလေးဟောတယ်ပေါ့နော်အဲ့ဒီမိသားစုလေးတစုကိုသူကတရားလေးဟောတယ် တရားလေးဟောတဲ့တရားဘာလေးဟောသလဲဆိုတော့တက်တက်လောတဲ့စားတာဆိုတဲ့အကြောင်းအရာလေးကိုသူကဟောတယ်အဲကျွန်တော်ပြတော့ပါဦးဗီဒီယိုဖိုင်တော့เนาะဟိုဆိုတော့တက်တက်လွတ်စားတဲ့အကြောင်းအရာမှာသူကပြောပြီးတော့မှဟောပြီးတော့မှတက်တက်လွတ်ဆိုတာတဲ့တက်တက်လွတ်စားတယ်ဆိုတာကတဲ့ကိုမတက်ဘူးဆိုရင်အဲ့ဒါတက်တက်လွတ်ပဲတဲ့အဲသိလားကိုမမတက်ဘူးဆိုရင်အခုဝသားဆွင်းဆုံးကတ်မယ်ပေါ့သူ့ဝသားဟင်းကတ်မယ်ဆိုလို့ရှိရင်အဲ့ဝသားဟင်းက တက်ပြီးတော့မှကတ်တာမဟုတ်ဘူး။ तू ကလည်းတက်ပြီးတော့မှစားတာမဟုတ်တဲ့။အဲ့ဒီဝတားဟင်းဒီတက်တက်လို့ဝတားဟင်းစားလို့ရတယ်တဲ့။သိလား?နော်။နောက်တစ်ခါငားဆိုလဲဒီလိုပဲ။ तू ကဝယ်တဲ့ तू ကလည်း तू တက်ပြီးလုတာမဟုတ်ဘူး။အဲစားတဲ့ तू ကလည်း तू ကတက်ပြီးစားတာမဟုတ်တဲ့။ဒါကြောင့်မလားဒီတက်တက်လို့တဲ့။ဒီလိုလေးပြောနေ။အဲသဘောပါသလား။ သဘောပေါက်သလားနဲ့သူကဒီလိုလေးတရားဟောနေရလေးတွေ့အဲ့မိသားစုလေးကလည်းကျွန်မထင်တာနေကထင်ပါလိမ့်မယ်နော်အဲ့လိုဂျေးဂျေးလက်ကထင်ပါလိမ့်မယ်အဲ့လိုလေးចောင်းလေးကလည်းဒီလိုထင်ရန်ကလေးလို့လို့ဘာလို့အဲ့လိုမျိုးလေးပေါ့လေနော်အဲ့လိုလေးဆိုအဲ့မိသားစုကလည်းတော်တော်ရိုးရိုးကြွကြွနားထောင်နေတော့အဲ့တော့လေအဲ့လိုမျိုးသူတွေကနေပြီးတော့မှဖြန့်ဝေတဲ့အသည့်တွေဟာရူတည်ရင်းဆွေးရှိတဲ့သူတွေရဲ့ခေါင်းထဲကိုရောက်သွားတယ်ဆိုလို့ရှိရင်အရန်အန်တီရဲများတယ်အရန် toxic ဖြစ်တယ်เนาะ toxic ဖြစ်တဲ့ဟာမလို့ကျွန်မဖြေရှင်းချင်တာ တော့ video file လေးတော့မပြတော့ဘူးကျွန်မ video file လေးမှာဘာဖြစ်ဆိုအခုတို့တွေအတူတူဖြစ်ကြရမှာဆိုလို့ကျွန်မတယောက်ပဲဖြစ်လိုက်ပါတော့မကြည့်ရတဲ့သူတွေမဖြစ်ပါနဲ့တော့เนาะဆိုတော့ဆိုလိုရင်းကအဲ့ဒါ तू ကအဲ့လိုပြောလိုက်တာเนาะ तू ကိုယ်တိုင်တက်ပြီးတော့မှစားတာမဟုတ်ရင်အဲ့ဒါတက်တက်လို့တဲ့နော်ဆိုတော့ဒါဒီဆရာလေးကိုလေဆရာလေးကလေသွားဟိုဆရာလေးဝတ်စုံဆိုပြန်သွားယောဂီဆရာလေးယောဂီဆရာလေးယောဂီဝင်းနေပေါ့နော်ဆိုတော့အေးကြည့်ပြောလေဟေးเจ้าဆရာကြီးတော့ သူဘလို့ပြောနေလဲလို့ကျွန်မဒီလိုလေးဖြစ်တယ်เนาะဆိုတော့ဒီလိုလေးဖြစ်တယ်အဲ့တော့ကျွန်မတို့ကဘာမှာဗုဒ္ဓဘာသာနဲ့မပြောနဲ့အောင်ဗုဒ္ဓဘာသာခဏထားလိုက်အောင်ဗုဒ္ဓတရားတော်တွေခဏထားလိုက်ကျွန်မတို့ကဘာမှာလဲ vegetarian နဲ့ vegan နဲ့ဆိုပြီးတော့မှနှစ်မျိုးရှိတယ်နော် vegetarian အဆင့်ရှိတယ် vegan အဆင့်ရှိတယ်ကျမတို့ vegetarian ဆိုတာကဘာလဲဆိုလို့ရှိရင်ကျမတို့ကအသက်တက်လို့အသက်တက်လို့အသက်တက်လို့ အတက်တက်လို့ဆိုတာစက်သားရောဝက်သားရောခုနလိုငားရောစိတ်သားရောအမဲသားရောအသားအသားကြီးငားကြီးတွေကိုမစားဘူးဒါပေမဲ့သူက vegetarian ငါသူကအတင်းရစားတယ်ဥမာငန်းပြာရီရောငပိရောကြက်ဥရောသူကစားလို့ရတယ်အဲ့ဒါဒီ vegetarian လို့ခေါ်တယ် နော်ကျမဆိုပြောတယ်အမြင်နဲ့ကျမ vegetarian ဖြစ်တော့မယ်ကျမလေအဲကျမနောက်နည်းနည်းလေးနှစ်လေးကြာလို့ရှင်ကျမ vegetarian အဲကျမလုပ်တော့မယ်ဘာဖြစ်လို့လဲဆိုတော့ကျမအသားကြီးငါးကြီးတွေလည်းကျမမကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကျမ vegetarian စားမယ်ဘာဖြစ်ဆိုဟိုလုံးလုံးကြီးတက်တက်လို့ဆိုလို့ရှင်တော့ကျမကိုလုပ်ပေးရတဲ့သူတွေအတွက် window ဝင်ဖို့ဖြစ်မှာဆိုလို့နော်ကျမ vegetarian ကိုစားမယ် အဲ့တော့ဟို vegetarian ကြာငပိငပြားရေရှောင်စရာမလိုဘူးပေါ့နော်သူကကြာတော့အသားကြီးငါးကြီးတွေကိုစားအတားကကဘာမှာကဘာမှာလဲဒီတိုင်းပဲဗုဒ္ဓဘာသာမှာမဟုတ်ဘူး vegan ဆိုတာကကြာတော့ဘာလဲဆိုတဲ့ကကြာ तू ကတတိဆန်နဲ့ပတ်သက်တော့အတုံးအဆောင်အစားအသောက်လုံးဝအကုန်လုံး तू ကမစားဘူးမဝတ်ဘူးမစားဘူးမဝတ်ဘူး နော်မစားမှုမဝစ်ဘူးအဲ့တော့တနိစ္ဆန်နဲ့ဥပမာခရကဒိုင်းပတ်စံအိတ်တို့နော်အဲခုနလိုပေါ့နွားနိုတို့ချီစ်တို့ဘက်တာတို့အဲဒါမျိုးကြီးဆိုဒါဆိုဒါနိုးနဲ့နိုးရက်ပစ္စည်းဒါတနိစ္ဆန်အနေထွက်တဲ့ဟာတွေနော်နောက်တစ်ခါအဲဟိုခုနလိုမွေးကုန်နဲ့လှုပ်ထားတဲ့ဟာမျိုးတို့နောက်တစ်ခါအင်ကြီးဝစ်စားမှလည်းအဲတနိစ္ဆန်အနေထုတ်တဲ့သိုးမွေးတို့နော်ယုံမွေးတို့စသဖြင့်ပေါ့နော်သူကကြတော့အဲ့လိုမျိုးနောက်တစ်ခါစားတဲ့အစားအသောက်တွေမှာဆိုလို့ရှိရင်လည်းတနိစ္ဆန်အနေထွက်တဲ့နိုးနဲ့နိုးရက်ပစ္စည်းက ကအစအသားမုတ်ငားမုတ်စက်သားမုတ်အဲ့လိုတွေကအစုံသူကအဲ့ဒါတွေကိုကလုံးဝမစားဘူးဆိုတော့သူကအဲ့ဒါကို vegan လို့ခေါ်တယ်ဒါဗုဒ္ဓဘာသာမှာမဟုတ်ဘူးကမ္ဘာမှာအဲ့လိုမျိုးတွေရှိတယ်နော်သူက vegan ကကြတော့သူကဘာကိုလဲဆိုတော့သူကတိရစ္ဆာန်တွေကိုသူကကာကွယ်စောင့်ရှောက်တဲ့သူတွေတိရစ္ဆာန်ကိုချစ်မြတ်နိုးတဲ့သူတွေရဲ့ဒါသူတို့ရဲ့တိရစ္ဆာန်တွေပေါ်မှာထားတဲ့မေတ္တာတရားကိုပြတဲ့လောက်ရပေါ့နော် ဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့ဒါ vegetarian နဲ့ vegan နဲ့ကိုကဘာမှာလဲဒီလိုပဲကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတော်တွေမှာလည်းဒီလိုပဲတက်တက်လို့ဆိုတာကိုကမတက်လိုက်လို့အသက်ရှိတဲ့ဟာတွေကိုစားလို့ရတယ်လို့ဆိုလိုတာမဟုတ်ဘူးသူတပိုင်းရဲ့အသက်အသက်ရှင်တန်နေသောအသက်ရှင်တန်ခဲ့သောဒီသက်ရှိတွေကနေပြီးတော့မှတည်ဆုံးသွားတဲ့အသားတွေကိုမစားတဲ့သူကိုဆိုလိုတာ ရှင်းရှင်းပြောရလို့ရှင်အဲ့တော့ဆရာလေးကဘာပြောလဲဆိုဟေးတက်တက်လွတ်ဆိုတာကလေငါ့ကိုဝတားဟင်းကတ်တယ်ငါတတ်ထားတာမဟုတ်ဘူးဆိုရင်အဲ့ဒါတက်တက်လို့ပဲငါအဲ့ဝတားဟင်းကအဲ့တက်တက်လို့ဝတားဟင်းငါစားလို့ရတယ်နင်တို့လည်းအဲ့ဒါတက်တက်လို့ကတ်တာငါလည်းတက်တက်လို့ဖြစ်တာစားလို့ရတယ်သူကဒီလိုလေးပြောတယ်ဆိုတော့လေကျွန်မလည်းလေအော်ဒုက္ခပဲဘလို့ဒီတောင်ပြောပြီးတော့မှဘလို့ဒီအဲ့တော့ဒီမိသားစုကလည်းဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တင်မတင်မတင်မနဲ့နားထောင်နေရှာတာသိလား နားထောင်နေရှာတဲ့ခါကျတော့လေရင်လေးစရာကြီးပေါ့နော်ပြောတဲ့ဟောပြောချက်တရားလေရင်လေးစရာကြီးပေါ့ အဘာဖြစ်ဖြစ်ကျမတို့တွေကလေယုံကြည်ကိုးကွယ်ယုံကြည်မှုဆိုတဲ့အောက်မှာလေကိုကကြည်ညိုတဲ့သူတွေယုံကြည်တဲ့သူတွေလေးစားတဲ့သူတွေရဲ့စကားဆိုနားထောင်ရတယ်ပေါ့နော်ဆိုတော့ဒါကျမတို့ရဲ့ချစ်စရာဒလေးပေါ့လေဆိုတော့လူလူချင်းတောင်မှဒီလိုပဲကိုယုံကြည်လေးစားတဲ့သူရဲ့စကားဆိုနားထောင်ရကျမဒါကြောင့်မလို့ပြောပါလိအဲကျမတို့ influence ဖြစ်တဲ့သူတွေဟာအတိမှန်ဖို့လိုတယ်အပြောမှန်ဖို့လိုတယ်အဲအမှန်တွေကိုပြောဖို့လိုတယ်အပြောတွေကိုလည်းမှန်ဖို့လိုတယ်လို့ဘာဖြစ်ဆိုသူတို့ကိုစောင့်ကြည့်နေတယ်သူတို့ကိုယိုတည်တဲ့သူသူတို့ကိုလေးစားတဲ့သူသူတို့ကိုစိုက်နှစ်တတ်တဲ့သူတွေက သူတို့ရဲ့စကားတွေကိုနားထောင်နေလीနားထောင်တာဖြစ်တဲ့တော့သူတို့ကတော့အမားတွေကိုပြောတယ်ဆိုရင်နားထောင်နေသူတွေရဲ့ခေါင်းထဲကိုအမားတွေရောက်သွားမယ်เนาะဒါကြောင့်မလို့အပြောတွေမှန်အမှန်တွေပြောကြဖို့လိုတယ်ဆိုတာကိုပြောပြတာဒါလူတို့ကို influence ဖြစ်တဲ့သူတွေခုနလိုပေါ့ဒါသာသနာ့ဝင်ဝင်နေစသဖြင့်ဒီလိုလူတွေကเนาะအဲ့တော့လူလူချင်းကပြောတဲ့စကားမဟုတ်ဘူးသာသနာ့ဝင်ဝင်တယောက်ကတိလရှင်တယောက်ကနေပြောတဲ့စကားဟာဇီးတွေကနေတေပြီးသားအသားကိုဝေလာပြီးတော့မှချက်ပြီးတော့မှကတ်တာအဲ့ဒါဒီတတ်တတ်လို့အဲ့တော့ ဒါဒီတက်တက်လို့ငါတက်ထားတာမဟုတ်တာဖြစ်တဲ့တကြောင်လို့ဒါတက်တက်လို့စားတာပဲငါကအသက်ကိုတက်တာလွတ်တယ်တက်တက်လွတ်တယ်သူကဒီလိုလေးပြောတယ်နော်ကျမတို့တွေတက်တက်လို့စားတယ်ဆိုတဲ့အာယုံ ပြုတ်တယ်ဆိုတာကကျမတို့ကအသက်ရှိသောတဒဝါများဤအသားကိုစားသုံးခြင်းမှရှောင်ခြင်းမှဤကိုရှိမှာပဲတက်တက်ကိုရဲ့ကွဲရမှာပဲတက်တက် နော်အဲ့ဒီအနေမှာတဆင့်ကျမတို့ကဘာကိုထပ်ပြီးရှောင်လဲဆိုတော့မြင်သားကြားသားမစားဘူးလို့ကျမတို့ဒီလိုလေးရှောင်နေကိုရှိမှတတ်တဲ့အသားဆိုကျမတို့မစားဘူးကိုကတတ်တန်ကိုကြားတဲ့အသားဆိုရင်ကျမတို့မစားဘူးနောက်တဆင့်မြင်သားကြားသားမစားဘူးလို့ဒီလိုမျိုးလေးပြောတယ်เนาะဆိုတော့မူပထမကတော့တတ်တလုံးဒါအသက်ရှိသောတရဝါများကိုရဲ့အသားကိုစားသုံးခြင်းကနေရှောင်ကျင်တာ နောက်တစ်ခုကကြတော့အသားတော်ဆွားလိုက်တယ်ဒါပေမဲ့အဲကိုရှိမှာတက်နေတာဆိုရင်တော့အဲ့ဒီကိုရှိမှာကိုယ့်ရဲ့ပယောကားကြောင့်ဖြစ်စေသူ့တပားရဲ့ပယောကားကြောင့်ဖြစ်စေအဲတက်လို့တည်သွားတဲ့ဒီတံတော်ရဲ့အသားကိုမစားဘူးကြားလိုက်တဲ့အသားကိုမစားဘူးမြင်သားကြားသားမစားဘူးနော်ဒီလိုမျိုးလေးပေါ့ဆိုတော့အဲ့တော့ ဟိုနင်းနေလေးတော့လေလွင်းနေတယ်ပေါ့နော်နင်းနေလေးတော့လွင်းနေတယ်ပြိဿကြီးရောဘလို့မြင်လဲပြောပါအောင်နင်းနေလေးတော့လွင်းနင်းနေလေးတော့မဟုတ်ဘူးများများကြီးကိုလွင်းနေတယ်လို့ဒီလိုမျိုးလေးဖြစ်တယ်နော်အာမြင်ရတွေ့ရကြားရတာတွေလည်းစိတ်ထဲမှာမချမ်းမြေဘူးအဲ့တော့ကိုယ်တိုင်းကလည်းအသိပညာနည်းလေသလားတော့လေမသိဘူးပေါ့နော်အဲ့လိုမျိုးတွေနဲ့ဟောပြောပြီးတော့မှအဲ့လိုမျိုးတွေနဲ့လုံနေတာတွေကိုမြင်ရတာတွေလည်းလေခုနပြောတဲ့လိုမျိုးပေါ့ ဟိုသာသနာရေးဝင်ကြီးဌာနကြီးမကြည့်နေပါနဲ့ပြောအောင်ပဲအဲ့လိုဗီဒီယိုမျိုးတွေတက်လာရင်နှိမ်နှင်းပေးပါလို့ပဲတောင်းဆိုရမှာပဲเนาะဘာဖြစ်လို့လဲဆိုတော့သူတို့ပဲနှိမ်နှင်းနိုင်ပါလိเนาะကျွန်တော်တို့ကပြောရဲဆိုရင်လည်းအယူဝါဒတွေဝိဝါဒတွေကကွဲပြားပြီးတော့မှကျွန်တော်တို့ချစ်ချင်းမုန်းညင်းတွေပေါ်မှာမူတည်ပြီးတော့မှဆဲကြအောင်မဲဆိုကြအောင်မဲညင်းကြအောင်မဲခုံကြအောင်မဲပြောကြအောင်မဲဆိုတော့လေအဲ့တော့အာနာရှိတဲ့သူတွေကမှထိန်းကွက်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မလို့အာနာရှိတဲ့သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းတွေကလေတဲ့ ပဲထိန်းចောင်းပေးပါလို့ပဲပြောရမှာပဲเนาะအဲ့တော့ကျွန်တော်တို့ကဘာမှာလဲ vegan နဲ့ vegetarian ဆိုတာရှိပါတယ်เนาะဆိုတော့ဒါကဗုဒ္ဓဘာသာဆိုရင်အစိုးရောက်တယ်တို့အာဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့ဘလို့ဖြစ်တယ်တို့ဝိဝါဒတွေကွဲမှာဆိုပြီးကျွန်မကဘာနဲ့ကဘာကလက်ခံချက်သုံးတဲ့ဟာနဲ့ရှင်းပြီးပြောပြတာ vegan က vegetarian ထက်ပိုပြီးတော့မှသူကဟိုဖြစ်တယ်ပေါ့နော်သူကပို့ပြီးတော့မှတတိဆန်နဲ့ပတ်သက်တာအဲဒီအသက်တွေနဲ့ပတ်သက်တဲ့ဟာမှန်တယ်မြောက်သူကအကုန်ရှောင်ပလိုက်တာအဝယ်စားဝတ်တာအစเนาะ vegetarian ဆိုတာကတော့တတ်တတ်